ယဟန်တော်မြတ်အားမဆက်ကမလူတန်းကောင်းသောဖြောရင်ကိုမျိုးရှိပါသည်ဒါအဓိကပိုင်ပဲနော်အဲ့ဒါလေးကိုမှတ်လိုက်ရင်ကျွန်တော်တို့ကတ်ကောင်းတဲ့ထဲမှာပါသွားတယ်တက်ကဘူးသီးဖြောရင်နော်ဘူးသီးကိုဖြောရင်မလုပ်အောင်နော်ဖယုံသီးဖယုံသီးဆိုရင်တော့ကြောက်ဖယုံသီးချွဖယုံသီးဖယုံသီးအကုန်ပါတယ်နော်ဘယ်ဖယုံသီးမဆိုဖြောရင်မလုပ်ကောင်းဘူးနော်အုံသီးဖြောရင်နော်အိမ်ပိန်းနေသီးဖြောရင်တောင်ပိန်းနေသီးနော်သခွားငကြောင်သီးသခွားငပြုတ်သခွားငစစ်ပေါ့နော်အဲ့တော့အုံသီးဖြောရင်ဆိုတဲ့နေရာမှာ ဦးဇင်းမြန်မာနိုင်ငံဆရာတော်ကြီးတွေကတော့ဟိုအုံးကြီးကိုလည်းမတော့ကြဘူးညနေပိုင်းဟောဦးဇင်းတို့ယူဆတာတမျိုးတည်းရှိတာပေါ့နော်အုံးသီးဖြော်ရည်ဆိုတဲ့နေရာမှာဟိုအုံးသီးကိုချစ်ပြီးတော့ဖြော်တာမျိုးများဆိုနေသလားဆိုတာမျိုးတော့ယူဆမိတယ်ပေါ့အုံးတို့လို့တို့လေအုံးတို့လို့တို့အုံးသီးကိုချစ်ချစ်ပြီးတော့ရေညက်တာမျိုးများအုံးဆိုဖြော်ရည်လို့တလားပေါ့နော်ဘာလို့တခြားဖြော်ရည်အလုပ်တာကိုအလုပ်လုပ်တာကိုအုံးကျွန်တော်တခြားအသီးတွေဖြော်လို့မယ်ဆိုရင်ချစ်ပြီးခါမှရေနဲ့နယ်ပြီးတော့လောက်ရတာကိုအဲ့တော့အုံးသီးဖြော်ရည်ဆိုတာလည်းအဲ့လိုမျိုးများဖြစ်လိမ့်မလားလို့ယူဆမိတယ်ပေါ့ဒါပေမဲ့ ဆရာတော်ကြီးမြန်မာနိုင်ငံမှာတော့ဆရာတော်ကြီးတွေကတန်တရားရှိတော့ဟိုအဲ့လိုချစ်ပြီးတော့အုံသီးဖော်ကြီးကိုလည်းမတောက်ဘူး။တောက်အုံကြီးကိုလည်းမတောက်တော့ဘူး။ညနေပိုင်းမတောက်ရောဘူး။တန်တရားရှိလို့စာထဲမှာတော့အုံသီးကြီးလို့လည်းမပြောဘူးပေါ့နော်။အုံသီးလို့မအပ်ဘူးလို့ပဲပြောထားတာက။ဒါကြောင့်ဆရာတော်ကြီးကတော့နှစ်ခုလုံးမတောက်တော့ဘူးပေါ့။အဲ့လိုမျိုးပေါ့။အဲ့တော့ကျွန်တော်ဒါကိုစာပြေထဲမှာဟိုအသီးကြီး၉မျိုးလို့ခေါ်တယ်နော်။အသီးကြီး၉မျိုးနော်။အဲ့အဲ့ဆိုကြည့်ပါခဏထန်းအုံနှစ်တွဲ အဲ့ဒီမှာသူကဆောင်မုံထဲမှာထန်းလို့ပါတယ်နော်ဟိသူကထန်းသီးပါဆောင်မုံထဲမှာထန်းသီးမပါဘူးထင်ဟုတ်လားဘူးသီးရယ်ဖယုံသီးရယ်အုံသီးပိန်းနဲ့တောင်ပိန်းနဲ့သခွားငကြောင်သခွားငပြိုးသခွားငစစ်တဲ့နော်နော်နံပါတ်၄ကြံခဲ့တာနံပါတ်၄သူက1နဲ့3 4 4ကြံခဲ့တယ်သူလားထန်းသီးတကူထက်လာအောင်တော့ထက်လာအောင်ထန်းသီးထက်ခဲ့လာအောင်အဲ့ကြောင့်ကြည့်နေတာ၉မျိုးပါလို့ တော့ဒီလိုသခွားငကြောင်ရယ်သခွားငပြုတ်ရယ်သခွားငစီရယ်တော့ပြုတ်ပဲပြောထားတာဟုတ်ပြောထားတာဆိုတော့တခြားသခွားသီးကိုကျွန်တော်မအပ်ဘူးလို့ပြောလို့မရတော့ဘူးပေါ့အဲ့တော့သခွားခုနကကသခွားမွေးသခွားမွေးဒီထဲမှာမပါဘူးလေနော်သခွားငကြောင်သခွားငပြုတ်သခွားငစီဆိုတာသခွားမွေးမဟုတ်ဘူးသူကညာသူကဒီလိုတို့စားတို့စီရသခွားသီးပဲမြန်မာပြည်ထဲမှာကြီးကြီးလိုက်မြန်မာပြည်ထဲမှာသူကအဲ့သခွားသီးတို့စားတဲ့သခွားသီးတစ်မျိုးပဲသူဟုတ်တယ်ဟုတ်တယ် နစားစရာတခွားသီးပေါ့နော်အဲ့တော့အဲ့တခွားသီးတွေကိုအဖျော်ရင်မလုပ်ရဘူးတခွားသီးကတော့အမျိုးပေါင်းများကြီးရှိတယ်လေတခွားသီးကအမျိုးအများကြီးအမှဒီထက်မှဘုရားဟိုအထက်ကရာထဲမှာတည်းရပြောထားတာကတခွား၃မျိုးပဲပြောထားတာသူကငါကြောင့်အဲ့တော့ဆာပေထဲမှာမပါဘူးသူကမလုံကောင်းတဲ့အသီးကြီးဖျော်ရင်ဆိုပြီးတော့ဒီတန်ခါရနာတင်တဲ့ယဟန္တာရှင်သူမြတ်တွေကပြောခဲ့တာသူကဟိုပါဠိတော်ထဲမှာတော့တည်းရမပါဘူးဒီယဟန္တာရှင်သူမြတ်တွေကတန်ခါရနာတင်တဲ့အခါမှာဒီအသီးတွေဟာလည်းမအပ်တဲ့ထက်မှာပါတယ်ဆိုပြီးတော့ပယ်ထားခဲ့ကြတယ်သူက ဲ့တော့အကြောင်းကတော့မပါခဲ့ဘူးဘာကြောင့်လဲဆိုတော့ဒါထဲမှာပေါ်ပေါ်ပြထားအောင်သူကမအပ်ဘူးလို့ပဲဒီတိုင်းမှတ်တမ်းတင်ထားခဲ့ကြတာအဲ့လိုမျိုးအသီးကြီးကိုလုံးပေါ့နော်အဲ့တော့ဒီအသီးကြီးကိုမျိုးကလွဲရင်ကျန်တဲ့အသီးအနှံအရွက်တွေကကောင်းရတယ်အဲ့တော့တချို့ဆယ်တော်တွေရတော့ပေါ့နော်ဟိုနားလည်မှုလွဲတာကဟိုဟင်းသီးဟင်းရဆက်စားလို့ရရင်အဖျော်ရင်မလုံကောင်းဘူးလို့ယူဆခဲ့ကြတာတကယ်တော့မဟုတ်ဘူးဦးဇင်းတို့ဝီနီဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာတော်တော်လေးရှင်းပြခဲ့ရတဲ့ဥစ္စာတွေထောက်ထားနေပေါ့နော်ဦးဇင်းမမေ့နေတယ်အလွတ်ရနေတယ်အဲ့ဥစ္စာကိုဒီဝိနည်းတင်ကားထက်ကရာဆာမျက်နှာ62မှာ ူကယာဝကာလိကပတ္တာနံပြီသူကဟိုအပါနံကာတံဝတ္တိဆိုတာအဲဒီစာမျက်နှာ90နဲ့နှစ်ပါတိတိကျကျအောင်သိမှတ်မိနေလေဟိုအတိရွတ်တွေကိုဖြော်ရင်လို့လို့စားလို့ရတယ်ဟင်းချက်လို့ရတယ်အရွတ်တွေကိုဖြော်ရင်လို့လို့ရတယ်ဆိုတာလေထောက်ထားရှိတယ်ပေါ့နော်အကြောင်းဆုံးယနေ့ခေတ်ဟိုမြင်းခွာရွတ်တွေကိုလို့လို့မရဘူးလားမေးရတယ်မြင်းခွာရွတ်ကိုကြိတ်ပြီးတော့ဖြော်ရင်လို့ရင်ကိုရလာဆိုရတယ်ပေါ့နော်မြင်းခွာရွတ်ဖြော်ရင်မုံနာဦးညီလို့ကတော့ရတယ်ဖြော်ရင်ကက်လို့ရတယ်တခုတော့ရှိတာကဒီတိုင်းကက်လို့တော့မရအောင်ရေရောဖို့တော့လိုတယ်ရေမရောရင်ဖြော်ရင်မဟုတ်ဘူး နော်အဲ့ဒါသတိထားဖို့လိုတယ်ဒီတိုင်းကတ်လို့မရဘူးအဲကြောင့်ရေရိုးရမယ်အဲ့တော့မြင်းခွာရွက်တို့ဝန်လာဦးနီတို့ဖတ်မပအောင်စစ်နော်ပြီးရောရေနဲ့ရောပြီးဖြော်ပြီးအဲ့ဆိုရင်ရဟန်းတော်တွေပတ်ကောင်းပါတယ်နော်အဲကြောင့်ဟင်းဆက်စားလို့ရတဲ့အသီးရွက်တွေကိုလည်းဖြော်ပြီးလောက်ကောင်းပါတယ်အဲဝိနည်းသင်္ကန်းထက်ကလာဆာမျက်နှာ90နဲ့နဲ့မှာပါပါတယ်နော်အဲ့တော့မအပ်တဲ့အသီးကိုမျိုးကိုမှတ်လိုက် ပြီးတယ်လေနော်ဒီအသီးကိုမျိုးကလွဲရင်ကျန်တဲ့အသီးကျန်တဲ့အရွက်နော်အကုန်လုံးအဖျော်ရည်လုံးလို့ရတယ်နော်အဖယ်မလို့ခေါင်းတော့မရှိဘူး ူကဒီမှာတခုမပါခဲ့တာဘာလဲဆိုစဘာစဘာနည်းနည်းလေးဘေးသားလေးမှာကတ်ရေးလိုက်စဘာနဲ့ပဲတစ်ချက်လောက်ကတ်ရေးထားလိုက်နော်စဘာကိုအဖျော်ရင်မလို့ရဘူးပဲကိုအဖျော်ရင်မလို့ရဘူးအဲ့တစ်ချက်ထည့်လိုက်အောင်နော်စဘာနဲ့ပဲအမျိုးမျိုးထည့်လိုက်ပါအောင်စဘာနဲ့ပဲကိုအဖျော်ရင်မလို့ကောင်းဘူးအဲ့ဒါလေးထည့်ရေးထားလိုက်အဲ့တော့ခုနကပဲလို့မရဘူးဆိုတော့အဲ့ဒါပြောတာနော်အဲ့တော့အဲ့တော့ဦးဇင်းတို့ဟိုကတချို့ကမြင်စံစည်းရေးမရဘူးလားဆိုခုနကပြောပြီးပြီလေစဘာကိုအဖျော်ရင်မလို့ကောင်းဘူးဆိုတော့စံစည်းရေးပါသွားပြီ အချို့အဲ့ဒါအာရှင်မြတ်ဆန်စစ်တော့လို့မရဘူးလားတော့မရအောင်နော်ညနေပိုင်းဆန်စစ်ရင်မတော့ကောင်းဘူးမတော့ကောင်းဘူးအဲ့ဒါဥပုသ္တရင်လည်းဆိုင်တော့ဒိဥ္စာကအရင်ဟန်နေတယ်မကဘူးဥပုသ္တရင်လည်းဆိုင်တယ်နော်ဥပုသ္တရင်ဝိကလဘောဇနာတီလာဆိုင်နေတာအဲ့တော့ဆန်စစ်ရင်ညနေပိုင်းမတော့ကောင်းဘူးပဲလို့ညနေပိုင်းမတော့ကောင်းဘူးနော်ဆန်အမျိုးမျိုးပဲအမျိုးမျိုးတည်းအဖြစ်ရင်မလို့ကောင်းဘူးအဲ့တော့အဲ့ဒီနောက်တစ်ခါဦးဇင်းတို့ဟင်းရွက်ပြုတ်ရည်ဆိုတာရှိတယ် ဒီဟင်းသင်းရွက်တွေကိုကြိတ်ပြီးတော့ရေအင်းနဲ့ဖြောင်းရတယ်ဒါပေမဲ့ရင်နွေးနဲ့မလုပ်အောင်ဟုတ်ပြီနော်ဟင်းသင်းရွက်တွေကိုစိမ့်လိုက်ကြိတ်ပြီးတော့အရေးဖြောင်းရတယ်ဒါပေမဲ့ရင်နွေးနဲ့ဆိုလို့ရှိရင်ဟင်းရွက်ပြုတ်ရဖြစ်သွားမယ်ဟုတ်ပြီနော်ရင်နွေးနဲ့မလုပ်အောင်ရင်းနဲ့လောက်ရင်ဟင်းရွက်ကိုပြုတ်တလို့ဖြတ်တလို့ဖြစ်သွားမယ်အဲ့ဒါဆိုရင်မအပ်စဘူးအဲ့တော့အဲ့ဒါကိုအကြောင်းပြပြီးတော့ရင်းရင်းနဲ့လက်ဖက်ချောက်ပြဿနာပဲလက်ဖက်ချောက်ကိုမြန်မာနိုင်ငံမှာကအစာအာဟာရတစ်ခုအနေနဲ့တတ်မှတ်ထားတယ်လက်ဖက်တော့လက်ဖက်တော့ sorry နော်လက်ဖက်လက်ဖက်လက်ဖက်ကဥစ္စာမြန်မာနိုင်ငံမှာတရေစာအဖြစ်လက်ဖက်တုပ်ဆိုပြီးတော့စားကြတယ် အဲကြောင့်ရှင်းဆရာတော်ကြီးများကဝင်းနေထွက်တဲ့ဆရာတော်ကြီးများကလက်ဖက်တည်တရေစာရာဝကာလီကခုနကနည်းနည်းသုံးအဟာရမှာပါတယ်အဲတော့သူ့ကိုညနေပိုင်းတောက်မယ်အကေအဖြော်ရင်းနဲ့လှုပ်ရှင်တယ်ဆိုရေးအေးနဲ့ဖြော်ရင်ရတယ်ဒီလက်ဖက်ကိုအဲကြောင့်ကျွန်တော်ဟိုဘက်ထိုင်းလို့သီးလင်ကလို့မှာဆို green tea ဆိုပြီးတောက်ကြတာရှိတယ်ညနေပိုင်း green tea ပေါ့ရေးအေးနဲ့ဖြော်ထားတာထိုင်းနိုင်ငံကဥမ္မာနိုင်ငံနဲ့ကြားလို့ပေါ့ပြရတာဒီ the green tea ဆိုပြီးတော့လက်ဖက်ကိုသူတို့ကအဖြော်ရေးလှုပ်ထားတာလက်ဖက်ဖြော်ရင်ရေးအေးနဲ့လှုပ်ရင်ရတယ်ရင်းနှီးနဲ့လှုပ်ရင်မရဘူး လက်ညနေလက်ဖက်လက်ဖက်ရေချမ်းနော်လက်ဖက်ရေချမ်းအဲဘာဖြစ်လို့ရေနွေးနဲ့မရတယ်လဲမေးတော့ဟင်းရွက်ပြုတ်ရေဖြစ်သွားလို့သူကလက်ဖက်ကိုဟင်းတီးဟင်းရွက်အထဲမှာထည့်ထားတယ်အဲ့တော့ဒီဟင်းသီးဟင်းရွက်ကိုအဖျော်ရင်လုံးမယ်ဆိုရင်ရရရေအေးနဲ့လောက်ရမယ်အဲ့တော့ရေနွေးထဲမှာထည့်လိုက်တဲ့ခါကျတော့ဟင်းသီးဟင်းရွက်သူကဟင်းရွက်ပြုတ်ရေဖြစ်သွားတယ်အဖျော်ရင်မဟုတ်တော့ဘူးအဲ့ကြောင့်လက်ဖက်ရေကိုဒီလက်ဖက်ရေချမ်းဒီညမ်းတော်တွေပုတ်တယ်တွေမတော်ကောင်းမှုဆိုတော့ဆရာတို့ကြီးတွေဆုံးဖြတ်ကြုံမှုကြတာဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လို့မအလမေဟင်းရွက်ပြုတ်ရေဖြစ်လို့မအပ်တာအဲ့တော့လက်ဖက်ကိုအဖျော်ရင်လုံးချင်လဲဆိုရင်ရေအေးနဲ့လောက် ရတယ်ဂျင်းတုံးတို့မြစ်ခွာရဲတုံးတို့မရဘူးသူကသူကမရဘူးသူကမြစ်ခွာရက်ကသူကစေးထဲမှာမပါဘူးအဲအဲ့တော့မြစ်ခွာရက်ကသူကစေးမဟုတ်ဘူးသူကစားစရာထဲမှာပါသွားပြီညနေပိုင်းစားလို့မရအောင်ဂျင်းကစေးထဲမှာပါတယ်ဒါပေမဲ့သူ့ကြီးတက်တက်စေးစီရင်ချက်တုံနေနန်းနေပဲနေပါစေးမဟုတ်တော့ဒါလက်ဖက်တုံစားစရာဖြစ်သွားပြီအဝိကလာဘောဇနာဖြစ်သွားပြီအဲ့တော့ညာချင်းတော့မကက်ရအောင်နော်ဒီရရဟန်းဝင်တယ်ဂျင်းတော့ စပီးတာအဲ့တော့ဂျင်းတုတ်တို့ခရမ်းဂျင်းသီးတုတ်တို့လက်ဖက်တုတ်တို့ပေါ့နော်အဲ့ဒါတွေရာဝတ္တလို့ဘခွနကရာဝကာလီကနည်းနည်းစာနော်နည်းနည်းစာထဲမှာပါညနေထဲမှာမပါဘူးအဲ့ဒါတွေကအဲ့တော့ဆေးခုနဂျင်းဟာဆေးထဲမှာပါတယ်စားခြင်းနဲ့ဆိုလို့ချင်းညနေဘက် reason အကြောင်းပြခွနကပြောသလိုချင်းဆေးပစ္စည်းမှန်သမျှအကြောင်းပြဖို့လိုတယ်အတန်ဝင်လို့စားမှာလားခုနအဖျားတက်လို့စားမှာလားအကြောင်းတစ်ခုခုတော့ကိုယ်ကိုဆင်ခြင်ပေးရမယ်အကြောင်းမပြဘဲနဲ့စားလို့ခွင့်မရှိဘူးဆေးပစ္စည်းကိုလည်း အဲ့လိုမျိုးနောက်မှအဲ့ဒါစေခန္ဓာပါမယ်လေတခန္ဓာပါမယ်နော်အဲ့ဒါဆိုအဖြော်ရေကဥစ္စလို့ဒီအတီးကြီးကိုလုံးကလွဲရင်နောက်တစ်ခါစပားရယ်ပဲရယ်အဲ့ဒီကလွဲရင်ကြံတဲ့ဥစ္စာအလုံးကိုရေအေးနဲ့အဖြော်ရေလို့လို့ရတယ်ဒါဆိုအနည်းဆုံးမှတ်မိနေတယ်နော်အဖြော်ရေလို့လို့ရတဲ့ဥစ္စာအဲ့ကြံတာကိုယ့်အကိုစဉ်းစားလို့ရတယ်ဟောဒီဟာလောကလုံးမလောကောင်းလားသိချင်တယ်ဆိုဒီဟာလေးကြည့်လိုက်ဒီကိုမျိုး10မျိုးပေါ့17မျိုးပေါ့နော်အဲ့17မျိုးထဲမှာမပါဘူးဆိုရင်ဥစ္စလို့အဖြော်ရေလို့လို့ရတယ်လို့မှတ်အဲ့လုတ်တဲ့အခါမှာတော့ရေအေးနဲ့လောက်ရမယ်နောက်တစ်ခါအဖက်မပါစေရအောင်ဆက်ရမယ် အဲတချို့ပြောတယ်ကျွန်တော်ထောက်ပတ်တိဖြော်ရရသလားရတယ်ဒါပေမဲ့ဖြော်ရမနဲ့ခက်တဲ့ကိစ္စထောက်ပတ်တိကအနှစ်တည်းလေဘာလို့စစ်ဖို့တော်တော်ခက်တဲ့ကိစ္စထောက်ပတ်တိကလေအဲ့တော့ဒီထဲမှာခုနကကြည့်လေအတီးကြီးကိုလုံးထဲမှာထောက်ပတ်တိမပါဘူးမပါတော့အဖြော်ရလို့လို့ရတယ်ဒါပေမဲ့ဖြော်ရတာအမတန်လက်ဝင်တယ်စစ်ဖို့တော်တော်ခက်တယ်အဖက်ကြီးပါနေတာအဲ့တော့တောက်လို့မရအောင်မလွယ်ဘူးတခါကြီးတော်တော်ခက်တယ်ဦးစင်းစမ်းကြည့်ပြီတော်တော်ခက်တာ ဟုတ်တော့အနေဘက်ဘာလို့ကြောက်မလဲဖြစ်ဖြစ်ခဖြစ်ဖြစ်ဖြစ်ကိုဖြစ်တယ်သူကတကယ်အေးမရမရှိတော့မရှိတော့ဟုတ်တယ်ထုံးမဲ့တရားသူအနစ်ကလေးပါနေမှကောင်းတာအဲ့တော့အနစ်မပါအောင်လိုက်ဖြိုးလို့မရတော်တော်ခက်တယ်တော်တော်ခက်တယ်ဦးလေးစမ်းကြည့်ပြီမရတော့တော်တော်ခက်တာငပြောသီးကတော့နည်းနည်းရသေးတယ်ငပြောသီးတော့အဲ့ဒီဟိုမပါအောင်အနေမပါအောင်တော့သူလည်းတော်တော်ဆရာတော့သူရဆစ်လို့ရတယ်အဲ့ထုံးမဲ့တရားတော်တော်ဆရာခက်တာမလွယ်ဘူးပေါ့နော် ရန်ကြိုးစားပြီးစင်တော့ရကောင်းရမှာပေါ့ဒါပေမဲ့ခုနကလည်းဘာရတယ်မှချိန်မှာတော့မဟုတ်ဘူးပေါ့အဲကြောင့်ထောပက်တီကတော့ဖြော်လို့ရပါတယ်ဒါပေမဲ့ဟိုအဖက်မပါအောင်စစ်နိုင်ရင်တော့ကောင်းတယ်ပေါ့နော်အဲဒါဆိုရင်ဆိုတော့ယာမကန်လီကအဖြော်ရေခန္ဓာ